ဟုတ်ကဲ့မင်္ဂလာပါအာဆင်နယ်မန်ဂျေချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့အာဆင်နယ်နဲ့ဘောလုံးဒီကောစတိုရဲ့ချန်ပီယံလိပွဲစဉ်နဲ့ပေါ့နော်ဒီပွဲစဉ်တော့ပွဲပြီးသုံးသချက်လေးပြုလို့ပြသွားမှာဖြစ်တယ်အာဆင်နယ်အသင်းက9-0ဆိုတဲ့ရလနဲ့ပဲအနိုင်ရရှိခဲ့တယ်တကယ်တော့ဒီတက်ပို့ပြီးတော့ဂိုးပြတ်သင်ခဲ့တဲ့အခိုက်အတန့်တွေလည်းရှိလို့ဒီတက်음ဂိုးပြတ်ပေးရမယ့်အခိုက်အတန့်တချို့လည်းရှိခဲ့တယ်အဲ့တော့ဂိုးပြတ်ပေးရမယ့်အခိုက်အတန့်တချို့တော့ကတော့ရရအောင်ကျွန်တော်တို့မဖြစ်မနေချီးကျူးပါမယ် နောက်တစ်ချီကျူးအမေတယောက်ကတော့ဒီနေ့ပွဲမှာ the match ရရှိသွားခဲ့ပြီးတော့ခြေစွမ်းရှိန်ပြသွားခဲ့တယ်ကျွန်တော်တို့ရဲ့ captain ကြီး Martin Horriget မချီကျူးလို့မရဘူးဗောနော်ဒီပွဲမှာပယ်စင်တန်းကြောင့်လေသူစီအများကြီးထွက်တယ်ကိုယ့်ရဲ့အသင်းဘော်တွေကအဲသူ့ရဲ့အသင်းဘော်တွေကနည်းနည်းလေးအတုံးချပုံလိုအပ်ချက်လေးတွေရှိနေတဲ့အတွက်ကြောင့်မလို့သာအဲကိုယ်တွေအများကြီးထွက်မလာခဲ့တာဗောတကယ်တော့ဒီတက်ပို့ပြီးပြသတဲ့ရလက်တွေဖြစ်တယ်လေ၃မိနစ်မှရရှိခဲ့တဲ့ scale ကြီးကနေပြပို့လိုက်တဲ့ ဒီအလုံးစုံလဲမာတင်နဲလီအပိုင်ခေါင်းတိုက်ခွင့်ရတယ်ဒါပေမဲ့ကိုမဖြစ်ခဲ့ဘူးအဲအခု14မိနစ်ဝင်ချိန်မှာရရှိခဲ့တယ်ဒါဘိုဒီကခင်လမ်းကြောင်းခင်းမှုပြပမှုကနေပြီးတော့ယော့ခရက်စ်ကန်သွင်းခဲ့တဲ့အလုံးဒီလုံးကတော့ဒါမာတင်နဲလီပိတ်သွင်းသွားပြီးတော့ကိုရရှိခဲ့တယ်အဲ့တော့ဒီလိုပုံစံဒီလိုအခြေအနေမျိုးတွေဒီဘက်မှာအကျွန်တော်ပြပြဖန်တီးနိုင်ခဲ့တယ်လို့အဲတိုက်စစ်လမ်းကြောင်းလဲတော်တော်လေးတော့ထွက်လာတယ်လို့ပြောလို့ရတယ်ဒါတော့မှ အဲမာတနယ်လေးနဲ့ယောခရစ်တို့ရဲ့တနယ် service ဖြစ်တဲ့ movement လေးကြီးအောင်အစနေတည်းကရရှိတဲ့နယ်ကိုနှစ်ကိုးလောက်ကိုမရမရခဲ့ဘူးလို့မြင်နေပေါ့နော်ဒုတိယပိုင်းမှာလည်းပဲ merino trusty ကိုပေးလိုက်တဲ့အလုံးက trust အသုံးချဖို့နည်းနည်းလေးလိုအပ်ချက်ရှိရလို့ထင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကိုရရှိဖို့အတွက် chance တွေကအဲ့နည်းနည်း waste ဖြစ်သွားခဲ့တယ်ပေါ့နော်မာစနေရဲ့10မိနစ်ပတ်ချာလဲမှာတော့ဒါ merino တို့ merino ထုတ်တယ်ဟောဒီလောက်ဆိုရင်ပြောရရှိရင် ်ဘန်ဝိုက်ထုတ်တယ်ပေါ့အဲ့တော့ဒီနေ့ပွဲမှာကျွန်တော်တို့ဒူးတလေနည်းနည်းဝေဖန်မယ်ကစားသမားဘန်ဝိုက်ဖြစ်နေတယ်အဲယောခရစ်ကဒါကိုမရခဲ့တာလွင်လေယောခရစ်အပွဲလုံးစုံနေတဲ့အတိုင်းဒါမှာလုံးတဲ့နံသူအကုန်လုံးပေးနေတယ်စ조사ပေးနေတယ်ပေါ့နော်ကျွန်တော်ယောခရက်ကိုကြိုက်လုံးလို့လိုက်ကာပေးတာပေါ့ဒီပွဲမှာလည်းပဲသူ impact သူကသူရှိတယ်အဲအဲ့တော့ဂျူဂျူကေကေသူ့တော့အပြစ်အရင်တင်စရာတော့တိမ်ရှိဘူးပေါ့နော်နိုင်စင်မှုတရားကိုမရခဲ့ဘူးမှန်တယ်ဒါပေမဲ့ဒီပွဲမှာအရင်ကြီးမဆိုးရခဲ့ဘူး လေဆိုးရနေတာကဘန်ဝိုက်ပြဘန်ဝိုက်ကိုအာကျွန်တော်တို့အရင်ကဆိုတာဂျူလီယန်တင်းမန်းနဲ့ဘန်ဝိုက်က option နှစ်မျိုးပေါ့နော်ဒီ right back မှာရှိတယ်ဘန်ဝိုက်စီကမှရမယ်အရာတွေကျွန်တော်တို့အသေးမှာဘန်ဝိုက်စီရမှာဘန်ဝိုက်မှာပေးတဲ့နေရာရှိတယ်အဲ့ဒါက cross in နေ cross in နေပြီးတော့လို့ရှိရင်ကျွန်တော်တို့ defensive မှာလည်းပဲဘန်ဝိုက်ကစိတ်ချရတယ် CB ကနေပြီးတော့ RB ပြောင်းဆော်ရတယ်ဒီကစားသမားက defensive action မှာလည်းစိတ်ချရနေတာရှိတယ်အရင်ကဒါပေမဲ့အခုတော့ န်ဝိုက်က defensive action တော်တော်လေးကြာတာကိုလည်းတွေ့ရတယ်လို့အတက်ကင်မှာလည်းပဲဒါသူစီရမှာရမယ် crossing မျိုးတွေကိုဒီပွဲမှာလုံးလုံးလာသူမလုံးပြသွားနိုင်ခဲ့ဘူးအခွင့်အရေးအောင်မှာသူမလုံးပြသွားနိုင်ခဲ့ဘူးပေါ့နော်ဒါသူရဲ့အဲဒီနေရာရဖို့အတွက်တိုက်ပွဲဝင်နေနေရတော့နင်းငယ်လေးနင်းငယ်လေးတော့နောက်ကောက်ပို့ပြီးတော့ကြာသွားနိုင်တယ်ပေါ့နော်နေနေလေသူ့ရဲ့အနေထားကိုပို့ပြီးတော့စိတ်ပူလာတယ်။အာဆင်နယ်တင်းရဲ့ဘန်ကင်ပလေးယာအနေနဲ့ဒီထက်ပို့ပြီးတော့ ကောင်းနေစေခြင်းနဲ့ကောင်းနေတယ်လို့လည်းထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာကျွန်တော်တို့အဲ Olympic course ကလည်းပဲ crossing နေနဲ့ Arsenal ကောင်းမှုတော့ခပ်ပေးတယ်ဒါကြောင့်မလို့ရရအချိန်ချင်းစေ့ရတယ်ပေါ့နော်အဲ့ဒါသူတို့သွေးမှုတစ်ခုလည်းသူတို့ရလိုက်တယ်ဒါလူကြုံနေလို့ပေါ့နော်လူကြုံနေလို့မိနစ်90ကျော်လာပြီးနောက်ပိုင်းမှာတော့ဒါ server နဲ့ AC က Martinelli နဲ့ကျွန်တော်တို့ process ဆောင်ဝင်လာတယ်အဲသူတို့ဝင်လာပြီးနောက်ပိုင်းမှာပိုကောင်းတဲ့အဲ့ဆယ်လမ်းကြောင်းလေးတွေကိုတွေ့ရတယ် စာကာဆွဲထွက်သွားတဲ့အလုံးကိုအူဒီကကိုချပြီးတယ်။အဲ့မှာကျွန်တော်ပြောချင်တာ your crest ပေါ့နော် your crest ဘာကြောင့်ကိုမရလဲဆိုတဲ့ကိစ္စ Olympic course ကစားသမားတွေက your crest ကိုတော်တော်အာရုံစိုက်တယ်ဗျာ။ your crest ကိုတော်တော်အာရုံစိုက်တယ်။အနည်းဆုံး CV နဲ့ရောက်တော့ကတူအာရုံစိုက်ချတယ်။ဒီအာရုံစိုက်ချတဲ့အနေထားကြောင့်ပဲအခုစာကာပေးလိုက်တဲ့လမ်းကြောင်း Olympic စီကိုချပြီးလဲလမ်းကြောင်း Olympic က allergy ကံ allergy ကံဒါပေမဲ့ဒီဝဲလုံးတိုက်တိုက်ရကောင်းနေဆိုပေမဲ့ ဒီအပိုင်ခွင့်ရတဲ့သူလွဲချော်သွားခဲ့တယ်။လွဲချော်တော့မှတစ်အမုံ20လုံး20လုံးကိုသူလွဲချော်သွားခဲ့တယ်ပေါ့နော်။အဓိကအပိုင်ခွင့်လွဲချော်သွားခဲ့တာကအဲတပွဲလုံးရဲ့အခြေစမ်းနဲ့ပြန်ပြီးရွှေမယ်ဆိုရင်တော့ဘာမှမပြောပါလောက်ဘူးပေါ့နော်။ဒုတိယခိုးကတော့ဒါစာကာနဲ့အူဒီကတ်တို့ရဲ့အကွက်မြင့်မြင့်အခြေဆက်ကနေပြီးရရှိခဲ့တယ်။ပြောပြလို့စာကာရဲ့အတုလောက်ကအိမ်ငယ်မှာတော့တော်တော်လေးခင်ရကြရတယ်လို့ပြောပြရတယ်။စာကာကိုယ်တိုင်ကအူဒီကတ်စီပို့တယ်။သူကိုယ်တိုင်ကသူ့ရဲ့ space တော်လည်းမစ်ပေးတယ်သူပြေးဝင်ဖို့ကြိုးစားတယ်ဦးဒီကက experience ကိုချပီးတယ်ဒီလုံးကမဝင်သွားခဲ့ရင်တော့စာကပြောခံရမှာပေါ့နော်ဘေးမှာ bureaucrat လေးလိုက်လာတယ်သူ bureaucrat ကြီးကိုပြေးဖို့ထက်သူကန်သွင်းဖို့ရွေးလိုက်တဲ့အချိန်မှာကိုသမားရဲ့ဒါပေါင်ကြားရေးကနေဝင်သွားခဲ့တယ်အဲ့တော့လူပဲဖြစ်ဖြစ်ပါ9ရရှိသွားခဲ့တယ်တော့ကောင်းတယ်အဲ့တော့9 0ဆိုတဲ့ရလဲနဲ့အာဆင်နယ်နဲ့အနိုင်ရခဲ့တယ်ငွေကြေးတော့ဒီနေ့ပွဲကိုဘယ်လိုမြင်လဲအာဆင်နယ်ရဲ့တိုက်စစ်ကတော့ကျွန်တော်အခုနေထားရလိုအပ်ချက်ရှိနေသေးတယ်လို့မြင်တယ်လို့ ကွင်းလင်မှာလည်းပဲဒါ merino od gap ဆီမန်ဒီကိုတွဲထုတ်တာကအဆင်ပြေမဲ့ option တစ်ခုလို့မထင်ဘူးဇူဘီမန်ဒီတယောက်တည်းရှိနေတော့ကခန်းစစ်ကပို့ပြီးတော့တိုင်ပတ်တာကိုတွေ့ရတယ်ဇူဘီမန်ဒီနဲ့ဒီကန်ရိုက်တွဲထားမှာပဲပို့အဆင်ပြေမယ်လို့ထင်တယ်ဇူဘီမန်ဒီဒီကန်ရိုက်ကိုမှ play maker ကွင်းလင်တယောက် od gap ဖြစ်ဖြစ် ac ဖြစ်ဖြစ်ဝင်စောရမျိုးပို့ပြီးတော့ဒီမှာ option လို့ထင်တယ်ငွေကျွန်တော်ရဲ့မြင်နေကိုမှတော့ရေးခဲ့လို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးဒီမှာပဲဆုံးသတ်ဖို့ပြပါနောက်ထပ်ဗီဒီယိုနဲ့တူပြန်လည်းဆုံးတွေ့ပါမယ် ားလုံးကျေးဇူးတူတင်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ကြပါစေ